ဒီကားရှစ်ဆက်ပြီးတော့လည်လာမယ်တခင်သာတော့ Adobe Photoshop CC 2015အထက်မှာ action action ဒုတိယပိုင်းကိုဆက်ပြီးတော့လည်လာမှာဖြစ်ပါတယ်1.2 1.4 1.2 1.4ဆိုပြီးတော့ဒါ action တစ်ခုကို install လုပ်နည်းကိုပထမတခင်သာမှာလုပ်ပြီးတော့ဖြစ်ပါတယ်ခုတစ်ခါတော့ရှစ်ဆက်ပြီးတော့တခင်သာလေးတွေဆက်လုပ်ပါမယ် file open 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 အနေနဲ့တော့ဒီပုံလေးဒီပုံထည့်ပါမယ်ပြီးရင်တော့ဒီနေရာမှာ ဒီစမ်းမဲပါ load action ဆိုပြီးတော့နည်းလိုက်ပါဒီတစ်ခါကျတော့ db 3ဘုံဆိုပြီးတော့ယူပါမယ် db ပါနော် db atm file 3ဘုံအဲပြင်တော့ load ကိုနည်းလိုက်ပါဒါဆိုရင်တော့ဒီနာရောက်လာပါပြီ db ဆိုတာတော့ကျွန်တော်တို့1.5 1.5 dilemma ခွဲ dilemma ခွဲ pale ကို3ဘုံလောက်တဲ့အဲ action လေးဖြစ်ပါတယ်ဒီ action လေးကိုတော့ကျွန်တော်တို့အရင်ပြုလုပ်ထားပြီးတော့ဒါကတော့အသုံးပြုတဲ့နည်းလေးပဲဖြစ်ပါတယ်။ action file လေးတွေကိုဘယ်လိုမျိုးထည့်ပေးရမလဲဆိုတာက ခုနကကျွန်တော်ပြသောတဲ့ load action state ကထည့်ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီနေရာရောက်လာပြီဆိုတော့အသုံးပြုအသုံးပြုရမှာဖြစ်အသုံးပြုတော့မှာဖြစ်ပါတယ်။ဒီ1.5 1.5 action final ကိုတခြားကလေးနှိပ်လိုက်ပါ။ဒီလိုမျိုးပေါ်လာလို့ရှိရင်တော့မိမိလို့လို့ရှင်တဲ့ဓာတ်ပုံကိုမှာရွှေ့ပေးပါ။1.5 1.5 ကဲဒါဆိုရင်နော်ကဲဒါဆိုရင်အခုကျွန်တော်တို့1.5 1.5 3ဘုံတော့ပြီးတော့ရင်ရှင်ပြီးတော့ရခြင်းအမြင်ရှင်းလိုက်ပါဒါကြောင့်ဒီမှာ GB GB အတွက်ပေါ့နော်ကျွန်တော်လက်ဘုံ3ဘုံကိုရမှာဖြစ်ပါတယ်လက်ဘုံ3ဘုံကိုရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ်တစ်ခုကိုရှင်းဆက်ပြီးတော့တော့ပါမယ်ဒီကောင်လေးတွေကိုမလိုအပ်ရင်ပြလိုက်ပါ fine open နဲ့ညီတော့ဓာတ်ပုံတော့ဓာတ်ပုံကိုထည့်ပါမယ် ပြန်တော့ဒီတစ်ခါနောက်ထပ် action တစ်ခုကိုထည့်ပြပါမယ်ဒီတစ်ခါ keyboard dot actions file ကိုနေပြရမှာဖြစ်ပါတယ်1 2 3 4ပါဒါကတော့1.3 1.7သုံးပုံဖြစ်ပါတယ် dot ကိုနေလိုက်ပါခဲဒီနေရာရောက်လာပြီ1.3 1.7 3ပုံပေါ့เนาะ 3pp လိုင်စံပုံသုံးပုံဒီမှာရောက်လာပြီဆိုတော့ဒီကောင်လေးကိုရှင်းထည့်လိုက်ပါပြီးရင်တော့ဆွေးထည့်လိုက်ပါလိုချင်သလိုလိုင်းညှင်းပြရမှာဖြစ်ပါတယ် ကိုလိုအပ်သလိုလိုင်းကြီးပါရပြီဆိုရင်တော့အမြင်ချလိုက်ပါနောက်ဆန်3ပုံလိုင်းပုံ3ပုံရတော့ဖြစ်ပါတယ်ဒါတော့1.3 1.6လိုင်းပုံ3ပုံလောက်တဲ့ပုံစံမျိုးဖြစ်ပါတယ် action အသုံးပြုတဲ့ပုံစံမျိုးဖြစ်ပါတယ်မလိုအပ်ရင်တော့ keyboard ပေါ်က control w n ကိုနှိပ်ပါ control w n ကိုနှိပ်ပါဒါဆိုရင်တော့နောက်တစ်ခုကိုထည့်ပြီးတော့အသုံးပြုကြည့်ပါမယ်။အင်း ဓာတ်ပုံတစ်ပုံထည့်ထားပါ open မိမိတို့လုပ်ချင်တဲ့ဓာတ်ပုံတစ်ပုံကို open နဲ့ခေါ်ယူလိုက်ပါပြီးရင်တော့ဒီနေရာလေးကိုတရှဲဝင်ပါ load actions ဆိုတဲ့ကောင်လေးကိုမြင်လိုက်ပါဒါ1.4.9ဖြစ်ပါတယ်ဒလမခွဲနှလမပုံစံမျိုးကိုကျွန်တော်တို့က load နဲ့နေပြီးတော့ခေါ်ယူလိုက်မှာဖြစ်ပါတယ်ဒီနေရာရောက်လာပြီဖြစ်ပါတယ်1.4.9ရောတစ်ချက်နဲ့လိုက်ပါစင်တာမှာထားပါ စားကောင်လေးကိုဆွေးသွင်းလိုက်ပါဆွေးသွင်းတဲ့အခါမှာရှိဖလေးကိုပြစ်စီရမလို့ပါဘူးသူကသူရှင်ထားပြီးသားမို့အဆင်ပြေပါတယ်သုံးရတာကနော်အဲကျွန်တော်တို့ဆီကတင်ခင်းလာဝေပြီးတော့လေ့လာတဲ့လူတွေအတွက်လည်းဒီ action file တွေကိုလက်ဆောင်အဖြစ်ဖြည့်ပေးထားမှဖြစ်ပါတယ်ပြီးရင်တော့အမှန်ရှင်းလိုက်ပါဒါကြောင့်တော့ဒီနေရာမှာကြတော့အခုတော့ဒါနှစ်ပုံပေါ့နော်နှစ်ပုံ1.4ပုံတလဲမခွဲလဲမနှစ်ပုံဖြစ်ပါတယ်ကြည့်တာဆိုရင် ဒီမှာတော့ဒါတုံးပုံကိုရေးတဲ့အခါမှာပေါ့နော်ကိုကျိုင်းစလို့ရေးပါဒါတော့နော်အဲဒါဆိုရင်ဒီ1.4 1.9ကလမ်းမခွင်းနှလမ်းမပုံစံကိုလည်းရရှိပြီဖြစ်ပါတယ်နောက်ထပ် action တစ်ခုကိုထည့်ထည့်သွင်းပြီးတော့ပြောပြပါမယ်ဒီမှာအထုံးလေးသုံးလုံးရှိပါတယ်ဒီကောင်လေးနေပြီးတော့ low action နဲ့ low action လေးတွေခေါ်လိုက်ပါဒါဆိုရင်ဒီ low action လေးတွေခေါ်လိုက်ပါဒါဆိုရင်ဒီတစ်ခါကျွန်တော်တို့က low action နဲ့ low action လေးတွေခေါ်လိုက်ပါဒါဆိုရင်ဒီတစ်ခါကျွန်တော်တို့က low action နဲ့ low action လေးတွေခေါ်လိုက်ပါဒါဆိုရင်ဒီတစ်ခါကျွန်တော်တို့ကအဲ1.1ဒီကောင်က တလမအမြောင်းတလမပေါ့နော်အဲ 3PP စလိုင်းစင်လေလိုတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ဒီကောင်လေးကိုတစ်ချက်နှက်လိုက်ပါပြန်လိုနှင်းနေပြီးတော့ခေါ်လိုက်ပါဒါကတော့၃ပုံပေါ့နော်1ပိုင်းအဲဝမ်းအမြောင်းဝမ်းပေါ့နော်တလမပက်လေးဖြစ်ပါတယ်ဓာတ်ပုံ၃ပုံခေါ်ပါမယ် open ကဲဒါဆိုရင်အခုကျွန်တော်တို့က ဒီဒီတုံးပုံတုံးပုံလောက်တဲ့နည်းကိုအခုပြင်ပြီးတော့တစ်ခေါက်ကိုပြင်ပြပါမယ်ကားလိုင်စင်လေးတွေလောက်တဲ့ပုံစံမျိုးဖြစ်တယ်ဟမ်မာဒီပုံလေးကိုတစ်ခေါက် open နဲ့ထူလိုက်မယ်ဒီကိုရောက်လာပြီဆိုရင်အခုန1 1မြောင်းဝင်းကိုတစ်ချက်နှိပ်ပါမယ်တစ်ချက်နှိပ်ပြီးတော့အမှန်ရှိလိုက်ပါ တဆင်ကားလိုင်စင်လို့ဘူအတွက်ကားလိုင်စင်လို့ဘူအတွက်၃ပုံအဲ၃ပုံလုပ်ပြီးတော့ဖြစ်ပါတယ်ဒါတော့တမြောက်တစ်ပေါ့နော်တလဲမပဲလေးဖြစ်ပါတယ်အဲဒီပုံကမလို့ရှင်တော့ဆန်တော့ control w နဲ့အဲဟိုနည်းလိုက်ပါ control w အဲနည်းလိုက်ပါနောက်ထပ် action လေးတစ်ခုကိုထည့်ပြပါဖြစ်ပါတယ် load actions ကိုနည်းလိုက်ပါ load actions တွေမှာ atm 5ပုံလို့ရေးထားပါတယ် ဒီ action file ကို load နဲ့နေပြီးတော့ယူလိုက်ပါတယ်ဒါလည်း1.2 1.4ဖြစ်ပါတယ်တလမအဲဒီတလမ20တလမနဲ့50ဖြစ်ပါတယ်မြန်မာနိုင်ငံမှာအလုပ်လျှောက်တဲ့အခါမှာအုံနဲ့ဒီ license ဖုန်း site ဖြစ်ပါတယ် file file ကနေပြီးတော့ open နဲ့နေပြီးတော့ dev mode ကိုယူပါမယ် open နဲ့ထည့်လိုက်ပါတယ်1.2 1.4ကိုတခြားနှဲလိုက်ပါမယ်အရှင်ဖိုင်လေးကိုတခြားနှဲလိုက်ပါမယ် မိမိလိုသလိုရှင်ပြီးသွားရင်တော့အမှန်ရှိကိုချစ်လိုက်ပါနောက်ဆိုရင်တော့ငါးပုံလိုင်စင်ပုံငါးပုံရတော့ရဖြစ်ပါတယ်ဒါတော့ action file တွေတော့အတုံးပြူတဲ့ညီတင်ခင်းတာအပိုင်းနှစ်ဖြစ်ပါတယ်အလုံးအစင်ပြရပါစေဒီနေ့အင်းဒီ action ဒီနေ့တွေတော့တင်ခင်းတာအပိုင်းသုံးပါဆက်ဆက်လက်ပြီးတော့လေ့လာကြည့်ကြပါ